နေပြည်တော်ကောင်စီနယ်မြေမန္တလေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးကချင်ပြည်နယ်တို့မှ2025ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဖြေဆိုကြမယ်ចောင်းသားចောင်းသူများဟာစာမေးပွဲပထမနေ့ဇွန်လ16ရက်မှစတင်ပြီးတိုင်းဒေသကြီးပြည်နယ်များမှစာစစ်ဌာန195ခုမှဝင်ရောက်ဖြေဆိုလျက်ရှိရာဖြေဆိုသူចောင်းသားចောင်းသူ62824ဦးဖြေဆိုရခိုင်နှုန်း68.6ခွန်ရခိုင်နှုန်းရှိကြောင်းပညာရေးဝန်ကြီးဌာနမှသိရှိရပါသည် ဒီကနေ့မှာလည်းသက်ဆိုင်ရာတိုင်းဒေသကြီးပြည်နယ်များမှာတတ်မှတ်ထားတဲ့မြို့နယ်အသီးသီးရှိစာစစ်ဌာနများမှာကျောင်းသားကျောင်းသူများဟာစာမေးပွဲဒုတိယနေ့အဖြစ်အင်္ဂလိပ်စာဘာသာရပ်ကိုဆက်လက်ဖြေဆိုလျက်ရှိကြပါတယ်။နိုင်ငံတော်အစိုးရအနေဖြင့်2025ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဖြေဆိုကြမယ်။ကျောင်းသားကျောင်းသူများအဆင်ပြေချောမွေးစွာစာမေးပွဲများဖြေဆိုနိုင်ရန်အေပီလ28ရက်နေ့မှစတင်ကတတ်မှတ်ထားတဲ့မြို့နယ်များရှိကျောင်းများမှာ လေးကျင့်တင်ကြရေးစခန်းကတ်များဖွင့်လှစ်ပြီးလေးကျင့်တင်ကြပေးခဲ့ခြင်းဖြစ်ကအကြောင်းသားအကြောင်းသူများစာမေးပွဲဖြေဆိုနေစဉ်ကာလအတွင်းအေးချမ်းစွာဖြေဆိုနိုင်ရေးအတွက်လည်းမြို့နယ်များအလိုက်တာဝန်ရှိသူများကျန်းမာရေးဝန်ထမ်းများမိသက်တပ်ဖွဲ့နှင့်လုံခြုံရေးတပ်ဖွဲ့ဝင်များစင်တိန်တပ်ဖွဲ့ဝင်များဖြင့်လုံခြုံရေးဆိုင်ရာကိစ္စရပ်များနဲ့အခြားလိုအပ်တာများကိုစနစ်တကျစီမံဆောင်ရွက်ထားရှိကြောင်းသိရှိရပါသည်။ ယခုလိုចောင်းသားចောင်းသူများအေဂျင့်စွာစာမေးပွဲဖြည့်ဆွနေမှုများနဲ့ပတ်သက်ပြီးဆရာဆရာမများចောင်းသားမိဘများနဲ့တာဝန်ရှိသူများရဲ့စကားသံများကိုအခုလိုကြားသိရမှာဖြစ်ပါတယ်ခင်ဗျာစာမွေးဖြည့်ဆွနေတဲ့ကာလအတွင်းအချိန်ပြည့်ကျမကြီးနဲ့ပတ်သက်တဲ့လုံစီမံချက်တွေကိုလုံးလုံးဆောင်ပေးနေပါတယ်ခင်ဗျာလက်ရှိစနစ်သစ်ပညာရေးရဲ့အတွေ့အကြုံများဆိုရင်တော့ ကလေးတွေကရခိုင်ပညာရေးစနစ်စနစ်ဟောင်းပညာရေးတက်ဆိုင်တော့ကလေးတွေကအများကြီးလှုပ်ရှားမှုတွေပေါ့ပို့ပြီးတော့လှုပ်ဆောင်လာတယ်ပြီးတယောက်နဲ့တယောက်အပြန်အလှန်ပြောဆိုမှုတွေမှာလည်းရဲရဲဝံ့နဲ့ပြန်လည်ဖြည့်ဆူနိုင်နိုင်ဆရာဆရာမတွေနဲ့လည်းပြောဆိုဆက်ဆံတဲ့အခါမှာအရင်ကကိုရင်းနှီးလာပြီးတော့တက်ကြစွာပအဝင်လှုပ်ဆောင်မှုတွေကိုကျွန်တော်တွေ့ရပါတယ်ခင်ဗျပညာရေးဝန်ကြီးဌာနက ထုတ်ပြန်မိထားတဲ့ပြဋ္ဌာန်းထားတဲ့ဒေယုညွန်တန်းလာပိုင်းမာတိကာတွေကိုစနစ်တကျအတင်ထောက်ကူပစ္စည်းတွေနဲ့အတူကတင်ကြမယ်ဆိုရင်တော့ပို့ပြီးတော့တိုးတက်လာလာနိုင်မယ်လို့မျှော်လင့်ပါတယ်ဗျာကျွန်တော်တို့ပြန်လည်ပြီးဖြည့်ဆည်းဝင်ရအောင်နိုင်ငံတော်အကြီးအကဲနဲ့ပညာရေးဝန်ကြီးဌာနညွန်ကြားချက်တိုင်းကျွန်တော်တို့အုပ်ချုပ်ရေးဖွဲ့ရနေပြီးတော့ចောင်းသားတွေချော့ချော့မုံမုံဖြစ်အောင်ဆိုပြီးတော့မှကျွန်တော်တို့ကန့်သွင်းခဲ့ပါတယ်စားဖို့တောက်ဖို့နေဖို့ထိုင်ဖို့အားလုံး ချောင်းဝဲအောင်ဒီဆရာဆရာမကြီးနဲ့ပူပေါင်းပြီးတော့ကျွန်တော်တို့ဆောင်ရွက်ပေးခဲ့ရပါတယ်။ဒီမှာចောင်းသားတွေချောင်းဝဲစွာ ကောင်းကောင်းမွန်မွန်နဲ့ဖြည့်ဆူနိုင်ရေးအတွက်ကိုဆောင်ရွက်ပြီးစီးနိုင်အောင်စူးစမ်းပြီးအားထုတ်ခဲ့ရပါတယ်။